ကြားသားသမီးလေးတွေအားလုံးမင်္ဂလာပါရှင်6လောက်ပိုင်းအတွင်းမှာတောက်ကြားသားသမီးလေးတွေအတွက်ဖြစ်ပေါ်လာမယ့်ကံကြမ္မာအဆိုးကောင်းနမိတ်လူတွေကိုထားရရင်ကြားလာတဲ့နမိတ်တိုင်းဖတ်ကြားဟောကြားပြီးသွားမှာပဲဖြစ်ပါရဲ့ရှင်စတင်ပြီးတော့အလောက်အကိုင်းလူမှုရေးနဲ့ပတ်သက်တဲ့ကံကြမ္မာနမိတ်လေးပဲဖြစ်ပါရဲ့ရှင်တောက်ကြသားသမီးလေးတွေကလေအခုကာလအတွင်းမှာ အလွန်သတိထားရမယ့်ကာလဖြစ်ပါရဲ့ရှင်မိမိရဲ့လုပ်ငန်းခွင်မှာလောက်ကိုင်းနေရင်းနဲ့စာရဲစာရဲလက်မှတ်ထိုးခြင်းကိစ္စရပ်တွေငွေကြေးနဲ့ပတ်သက်ပြီးတော့တာဝန်ယူခြင်းအာမခံခြင်းကိစ္စရပ်တွေမှာအထူးသတိရှိပြီးတော့လောက်ကိုင်းဆောင်ရွက်သင့်ပါတယ်လို့တတိပေးချင်ပါတယ်ရှင်သူများပြဿနာကိုပြဿနာဖြစ်သွားတတ်ပါတယ်စေတနာကဝေဒနာတွေဖြစ်သွားတတ်ပါတယ်ရှင်အခုကာလဟာတောက်ကြသားသမီးတွေအတွက်အကောင်အဆိုးရောထွေးနေသော ကာလဖြစ်ပါတယ် မိမိကမိတ်ဆွေလို့ယူဆထားသူများကမိမိကိုဒုက္ခပေးတတ်ပြီးတော့မိမိကရန်သူလို့သတ်မှတ်ထားသူတွေကမိမိကိုပြန်လည်၍ကူညီပေးခြင်းများကြုံလာပါလိမ့်မယ်ရှင်။၆လပိုင်းအတွင်းမှာတောက်ကြသားသမီးတွေဟာလူမှုရေးနဲ့ပတ်သက်ပြီးတော့စိတ်နှောက်ယှက်ဖြစ်စရာများတောကရောက်စရာများကြုံတွေ့နေရပါလိမ့်မယ်ရှင်။အထူးသတိပြုပြောဆိုလောက်ကင်ပါလို့ဆရာမကတတိပေးချင်ပါတယ်ရှင်။ဆက်လက်ပြီးတော့ငွေကြေးနဲ့ပတ်သက်ပြီးတော့လေငွေလင်ခံရတတ်ပါတယ်ရှင် လိန်ညာကောက်ချစ်သူများနေလဲတွေ့တတ်တဲ့ကာလဖြစ်ပါတယ်။ငွေကြေးနဲ့ပတ်သက်ပြီးတော့ပြဿနာဟောင်းရန်ဟောင်းများလဲပေါ်ပေါက်လာပြီးတော့စိတ်တော့ကရောက်စရာများကြုံတွေ့သွားရတတ်ပါတယ်ရှင်။သူများပြဿနာကိုပြဿနာများဖြစ်ပြီးတော့ငွေများအိတ်ဆိုင်နေရမယ့်ကာလဖြစ်ပါတယ်။ငွေကြေးနဲ့ပတ်သက်ပြီးတော့ငွေကဘလောက်ပဲဝင်စေကောင်းမူငွေကမမြဲပဲဖြစ်နေပါလိမ့်မယ်ရှင်။အခုကာလအတွင်းမှာငွေကြေးနဲ့ပတ်သက်ပြီးတော့တပါးလူကိုငွေရှိပေးခြင်းအမခံခြင်းများမပြုလုပ်ပါနဲ့။ မိမိကအာမခံပြီးတော့ငွေချင်းနဲ့ပတ်သက်ပြီးတော့ချေလိုက်မိပါကပြန်မရပဲစုံသွားတတ်ပါရဲ့ရှင်ငွေချင်းနဲ့ပတ်သက်ပြီးတော့အမှုအခင်းများပါကြုံတွေ့သွားတတ်ပါရဲ့ရှင်အထူးသတိရှိရန်လိုအပ်ပါရဲ့လို့ဟောကြားပေးချင်ပါရဲ့ရှင်ဆက်လက်ပြီးတော့ပညာရေးနိုင်ငံသားနဲ့ပတ်သက်ပြီးတော့လည်းအညံ့ရှိသောကာလဖြစ်ပါရဲ့ရှင်ပညာရေးနဲ့ပတ်သက်ပြီးတော့စိတ်ညစ်စရာများစိတ်တော့ကဖြစ်စရာများကြုံတွေ့သွားတတ်ပါရဲ့ရှင် မိမိသင်ကြားထားသောပညာရပ်များနှင့်လက်တွေ့လှုပ်ဆောင်မှုများကွာဟနေပါလိမ့်မယ်ခြင်းစနစ်တကျစူးစမ်းအားထုတ်မှုရှိမှသာလျှင်အဆင်ပြေမဲ့ကာလဖြစ်ပါတယ်ပညာရေးနဲ့ပတ်သက်ပြီးတော့နိုင်ငံရေးခြားနဲ့ပတ်သက်ဆက်နွယ်ပြီး တင်ယူနေသောတောက်ကြသားသမီးလေးတွေဟာလည်းအခုကာလအတွင်းမှာစိတ်တိုင်းမကြစရာများစိတ်နှောက်ယှက်များဖြစ်ပေါ်နေပါလိမ့်မယ်ရှင်ဆက်လက်ပြီးတော့အချစ်ရဲ့အိမ်တော်ကြီးနဲ့ပတ်သက်ပြီးတော့လည်းအထူးကြံစည်နေရပါလိမ့်မယ်ရှင်ပြိုရွယ်သူတောက်ကြသားသမီးလေးတွေဟာမေတ္တာရေးမှာအထူးတတိရှိရန်လိုအပ်ပါတယ်ရှင်မေတ္တာရေးလမ်းကြောင်းမှာစိတ်နှောက်ယှက်ဖြစ်စရာများအပြိုင်ဆိုင်ရှိခြင်းများကြုံတွေ့နေရပါလိမ့်မယ်အခုကာလအတွင်းမှာမိမိချစ်သူနဲ့မိမိရဲ့အကြမ်းမှာဘေးစကားသွေးသားအနှောက်ယှက်များကြုံတွေ့နေရပါလိမ့်မယ်ရှင် ိချစ်သူကလည်းမိမိအပေါ်ကိုတစ္ဆာမရှိခြင်းတစားတယောက်တို့စိတ်ရောက်နေခြင်းများကြုံတွေ့နေရပါလိမ့်မယ်ရှင်။အိမ်နောင်ရှင်တောက်ကြသားသမီးလေးတွေကမိမိအိမ်နောင်ဘက်ကမိမိအပေါ်ကိုလှည့်စားခြင်းများရှိသဖြင့်ကြည်ကွဲစရာဖြစ်ရခြင်းများဝမ်းနည်းစရာဖြစ်ရခြင်းများကြုံတွေ့နေရပါလိမ့်မယ်ရှင်။စိတ်ကူးရင်ဖြင့်တိဆောက်ထားသောဘဝအိမ်မက်များလည်းပြိုကွဲပျက်စီးသွားရတတ်ပါရဲ့ရှင်။တောက်ကြသားသမီးလေးတွေဟာလည်းမိမိကမှားမှန်တိလျက်နဲ့စွတ်တိုးပြီးတော့မိုက်တွင်နှက်မယ်ဆိုပါက မှားတီထက်မှားတော့ပတ်တော့တာဥတီသွားပါလိမ့်မယ်ရှင်။6လပိုင်းအတွင်းမှာတောက်ကြသားသမီးလေးတွေဟာအချစ်ရဲအိမ်နောင်ရင်းနဲ့ပတ်သက်ပြီးတော့အထူးဂရုစိုက်ရန်လိုအပ်ပါတယ်လို့တတိပေးချင်ပါတယ်ရှင်။ဆက်လက်ပြီးတော့ကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့လည်းအထူးဂရုစိုက်ရမယ့်ကာလဖြစ်ပါတယ်ရှင်။ညအချိန်မတော်ရင်ကားစီးနေမောင်းနေခြင်းကြောင့်မတော်တဆထိခိုက်မှုများဖြစ်သွားတတ်ပါတယ်ရှင်။ ခွဲစိတ်ခံရခြင်းများလဲကြုံတွေ့သွားရတတ်ပါတယ်ရှင်အခုကာလအတွဲမှာကာလအတန်ကြာမကုဘဲထားသောယောဂါဟောင်းဝေဒနာဟောင်းလေးတွေကလည်းပြန်ပေါ်လာတတ်ပါတယ်ရှင်အစာအိမ်ဝမ်းပိုက်များဒုက္ခပိတ်တက်ပြီးတော့ဥခေါင်းနဲ့မျက်စိမှာလည်းမတော်တဆထိခိုက်မှုများကိုအထူးသတိပြုရန်လိုအပ်ပါတယ်ရှင်အခုကာလအတွဲမှာတောက်ကြသားသမီးလေးတွေဟာအနက်ရောင်ဝတ်ဆင်ခြင်းကိုလုံးဝမပြုလုပ်ပါနဲ့လို့တတိပေးချင်ပါတယ်ရှင် အစိုးမြခင်ပြီးကောင်းတာလေးတွေကိုရရှိစေရန်အတွက်တောက်ကြသားသမီးလေးတွေဟာအခုကာလအတွင်းမှာမူးယစ်သေးစာနဲ့ပတ်သက်တဲ့ကိစ္စရပ်တွေကိုအထူးချောင်ရန်လိုအပ်ပြီးတော့ဘာသာရေးဆိုင်ရာနဲ့ပတ်သက်တဲ့ကိစ္စရပ်တွေကိုပြုလုပ်ပေးမယ်ဆိုရင်တောက်ကြသားသမီးလေးတွေမှာဖြစ်ပေါ်နေသော အစိုးလေးတွေဟာကင်းပြီးတော့ကောင်းချင်းဘက်သို့ရောက်ရှိသွားမှာပင်ဖြစ်ပါရဲ့ရှင်6လပိုင်းအတွင်းမှာတောက်ကြသားသမီးလေးတွေအတွက်ကံကောင်းစီတတ်သောအယောင်လေးတွေကတော့မီးခိုးယောင်အဖြူယောင် အစိမ့်ရည်ရောင်နဲ့တက်သွေးရောင်ပါသောအရောင်လေးတွေပဲဖြစ်ပါတယ်ရှင်။ကံကောင်းစီတက်သောကဏ္ဍနံပါတ်လေးတွေကတော့6 1 0ပါသောနံပါတ်လေးတွေပဲဖြစ်ပါတယ်ရှင်။အခုလိုမျိုးဆရာမဟောကြားပေးခဲ့ခြင်းဟာ6လပိုင်းအတွင်းမှာဖြစ်ပေါ်လာမယ်။တောက်ကြသားသမီးတွေအတွက်ကံကြမ္မာအစိုးကောင်းနမိတ်လေးတွေပဲဖြစ်ပါတယ်ရှင်။တောက်ကြသားသမီးတွေအားလုံးအဆင်ပြေကံကောင်းကြပါစေရှင်။စိတ်အိချမ်းသာခြင်း ကိုဤကျမ်းမာခြင်းတွေနဲ့လည်းပြည့်ဝကြပါစေ။ဘေးဥပတ်အန္တရာယ်များမှလည်းကင်းစင်လွတ်မြောက်ကြပါစေ။စီးပွားကံလုပ်ငန်းကံတွေလည်းတိုးတက်မြင့်မားကြပါစေ။အလှူရင်ဆက်လက်နှင့်မကွာလှူဒန်းပေးကမ်းနိုင်ကြသောပုဂ္ဂိုလ်သူပုဂ္ဂိုလ်မြတ်များဖြစ်ကြပါစေလို့ဆုမွန်ကောင်းများပို့သပေးလိုက်ပါရရှင်။ဂျေဇုတင်ပါရရှင်။